ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဝိတာယီမဂ္ဂဇင်းမှာစာရေးဆရာမခင်ဆွေဦးရေးသားခဲ့တဲ့အာနိငါသာဆိုတဲ့ဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့စာဖတ်သူမိုးဆက်တော်ပါငါနဲ့ငါသာတက်မဲ့စဖိုးမှာရဲရဲဟုရှိသူဟောင်းတို့ကဆိုခဲ့ကြည်သည် သို့သောမလိုလားသူတဦးကထိုမိရဲရဲကိုရေနှင့်ငိမ့်တတ်ရန်ကြိုးစားသည်ရှိသော ကိုနေလင်း၏အခြေအနေကယိုင်လာသည် သူကိုကြည့်ရသည်မှာနွမ်းနွမ်းနေနေနှင့်ပန်းလျနေသည်ပါဇက်တွင်ခဲလာသော secret ပြများသည် အောက်သို့လွန့်ကျလာလေသည် အစီတဝင်းဝင်းနှင့်မျက်နာမှလည်းပြိုတော့မည်မိုးကဲ့သို့ပုံမိုင်းလာသည်အသားလက်လက်အရက်ပြက်ပြက်ပေမင့်လည်းပြပြသောနှဖူးမျက်နာလုံးလုံးတွင် ခိုင်ခန့်သောမေယူ သူရှာထက်မြတ်သောမျက်လုံးများနာဒံစင်းစင်းပြီးရည်တိတ်တတ်သောနှခမ်းများနှင့်ကြည်ပြော်သောရုပ်ရည်ရှိသောလူတစ်ယောက်ပါပေတို့တော်လဲတိုက်ပုံအင်ကြီးကိုချွတ်လျက်လေကုတ်နေရာကိုကင်ကပခုံးပေါ်ပြစ်တင်လာဟန်ကတော့ចောင်းသားကြပိုးလေးတစ်ယောက်နဲ့မတူပါလားအသက်30ကျော်ပေမဲ့လည်းအသက်20ကျော်ကျော်ထင်ရအောင်နုပြူကနီးပြเสียပေါ့ဆလေးလို့လဲ ထင်ရပေသည် သူကလက်ထောက်ကတိကတယောက်ဖြစ်သည့်အပြင်သာတော်သော စကောလာတယောက်ဟုတက္ကသိုလ်ပတ်ဝန်းကျင်ကတိအမှန်ပြုထားသော သူတယောက်ပေတကားအင်းအားလန်းရှိခြံကျဲကြီးထဲမှနှစ်ထပ်တိုက်တို့ရောက်ရန် တမျောတခေါကြီးလျှောက်လာရလေသည် တကယ်တော့ဒီဝန်းချံမျိုးမှာကားနဲ့သာဝင်ဖို့တင့်သည်မဟုတ်လော သူ့လိုခြေချင်းလျှောက်၍ဝင်လာရသော ဧည့်သည်မျိုးကိုတိုက်ကြီးကပမာမခန့်ကြည့်နေသလိုထင်ရသည် သို့သောအိမ်ဝတ်သို့ရောက်လာပြီပေါ်ဒီကို အောက်သို့ရောက်သည်ဆိုလျင်ပဲသူအားခတ်စောစောကစောင့်ကြည့်နေခဲ့ဟန်တူသောတစုံတယောက်သောသူကတန်တကားမကြီးကို ဖွင့်ထားနှင်လေသည် လာရာကျိုးနှပ်ပြီပြီမောလဲပြီသွားသည်ထို့နောက်အိမ်ထဲမှငွေလာမင်းကို ထုံးလင်းလျက်တွေ့ရလေသည် ကိုနေလင်း၏ရင်ထဲ၌ဖြူဖြူပြပြပြုံးလျက်သာသည်မျက်နာငွေလဝင်းနေတကားဟုသောကြပြတေးနှင့်စိတ်ကူးယင်မိသေးသည်ကိုလေးရေကိုလေးလာနေတာကိုသင်အပေါ်ဓာတ်ကနေတွေ့တယ်ကိုလေးရေတန်တာအေးအေးကိုကြားလိုက်ရသည်နှင့်ကိုနေလင်း၏မျက်နာတွင် ပြုံပန်းပွင့်လေသည်ဖြူဖြူငါငါနှုတ်ချိုသာသည် စမ်းမရေစီးတန်နေတကားဟုသော ဆရာမင်းသူဝင်၏အတွေးများသည်သူ့ခေါင်းတွင်လာ၍ထင်ဟပ်ပြန်သည်တင်းဘဲမှမသွားဘဲကိုတော်သေးတာပေါ့တင်းစိတ်ထဲမှာကိုလေးလာမယ်လို့ထင်နေတာတင်းကရှေ့မှဥဆောင်ခေါ်သွားသဖြင့်ဧကန်းဆောင်ဆိုပါများပေါ်တွင်မျက်နှချင်းဆိုင်ထိုင်မိကြလေသည်ဘဲနဲ့လဲကိုလေးတင်းကကလထိုင်ပေါ်တွင်တီတီတတ်တတ်လေးထိုင်ချရင်းမိလိုက်လေသည် ိုနေလင်းကစီကရက်ပြာခံခွက်တဲသို့စီကရက်ကိုထိုးချီကခင်းကနေတပြင်းချရင်ခေါင်းကိုခါရမ်းပြလေသည်။အိုးဘာဖြစ်လို့လဲကိုလေးတင်းကတေချာပြီးထင်နေတာကိုလေးဟာစာလဲတော်တယ်လုတ်တယ်လဲကြာပြီမဟုတ်လား။ကိုနေလင်းကစီကရက်တလေးကိုထပ်၍မီးညှိရှိုက်ဘွားကပခုံးတွန့်၍ရီမောရင်စာတော်ယုံလုတ်တဲ့ရှိုံနဲ့ရတာမှမဟုတ်ပဲသိရင် ကိုလေးတို့ပညာတတ်ပိုင်းမှာကတယောက်တယောက်ကို အမြင်မတဲ့တော့ဘူးဆိုရင်အရေမောမပြည့်တွေ့တာ ခုကိုကိုလည်းခမားရဲ့အမကတွေ့လိုက်ပြန်ပြီလေဟင်မကင်နဲ့တင်းရီမနေ့ကပဲကိုလေးတို့ကိုစစ်စေးမေးမြန်းမဲ့အဖွဲထဲမှာဒေါက်တာစီဘဖိုးပါမယ်ဆိုကြတဲ့ကကိုလေးတော့ညှော်လင့်ချက်ဆုံးပြီလို့အောက်မိခဲ့တာတင်းရဲ့အမစီစီဟာကိုလေးကိုညှိုးတာအတော်ကြာပြီပဲ honors ကိစ္စတွေကစတာပဲတင်းလဲတိတာပဲတင်းကတပြင်းကိုခက်လေးလေးချလိုက်မိရှာသည် ကိုနေလင်းသည်ကုလတ်ဘာသာရပ်ကိုမက်ဒရစ်တွင်၎င်းဥပဇာဒုတိယနှစ်တွင်၎င်းထူးချွန်စွာအောင်မြင်ပြီးနောက်ဝိဇာတန်းတွင်ထိုဘာသာရပ်နှင့်ဂုံဒူးတန်းတက်ခဲ့လေသည်ဤတို့တက်ရန်ဒေါက်တာဇော်ဝင်းကသူ့တပည့်ရင်းကိုအားပေးအားမြောက်ပြုခဲ့လေသည် ဝိဇာကုံတုတန်းတွင်၃နှစ်တိတိတက်ခဲ့ပြီးမှဒေါက်တာဇော်ဝင်းကို အတိုက်ခံပြုလိုသောဆရာမဒေါက်တာစီစီပါဖိုးသည်ကျောင်းသားမောင်နေလင်းအော်နတ်ပြုတ်ဂျိုယိုတန်းအောင်စီရန်ပြုသည်ဒေါက်တာဇော်ဝင်းကသူတပည့်တော်လာသည်ဟု၍ first class honors ပထမအဆင့်က အောင်စီရန်စီစဉ်သည်ဂျားဆရာတအူးက ပထမတန်းဒုတိယအဆင့်ပေးရန်ဆုံးဖြတ်သည်သူသဘောကွဲလဲစေဒေါက်တာစီဘတ်ဖိုးကရိုးရိုးထန်းအောင်ရန်ပဲအခိုင်အမာအဆိုပြုသည်ဆရာချင်းချင်းညှိနှိုင်းပြီးနောက်နောက်ဆုံးကိုနေလင်းအားစကင်ကလပ်ခေါ်ဒုတိယတန်းပထမအဆင့်မှအောင်စင်းထွက်လေသည်အဲ့ဒီတဲကကိုမခံချင်လို့ PCS ရှောက်မဲ့ဆဲဆဲတက္ကသိုလ်နေမြီမှာပဲခြေချတော့မယ်ဆိုပြီး MA စစ်တက်ခဲ့တာမဟုတ်လားကိုဟာစကောလာတယောက်ဖြစ်တဲ့နယ်လို့ကိုကိုကိုယုံကြည်တာလဲတချောင်းပေါ်တင်းရဲ့အဲ့ဒါကိုရဲ့အမားပဲထင်တယ်မမားပါဘူးလေစာတော်တဲ့လူဟာဒီနယ်မြေကထွက်သွားမယ်ဆိုရင်နှမျောစရာကြီးပေါ့စာတော်တယ်ဟာဟာဒီမဲတင်းရဲ့တက်မဲ့မီးဟာစဖိုးမရဲရဲဆိုပေမဲ့အဲ့ဒီမိခဲရဲရဲကိုမလိုတဲ့သူကငိမ့်တက်လိုက်တော့ဘာထူးလဲကွာကိုအနေခံရတာဒီမှာဘယ်နှစ်ရှိပြီလဲ ခုလဲကြည့်ခုကိုအပယ်ခံရတာဒါပါနဲ့နှစ်ကြိမ်ရှိတော့မယ်စောင့်တော့ကြည့်ပါဦးလေအိုးစောင့်ကြည့်ရင် ကိုအယူပေါ်လောကကြီးမှာကျိမ့်မတည်တဲ့မျောလင့်ကြည့်ကြီးဟာသူတစ်ဖက်သားကိုအယူဖြစ်စေတယ်မျောလင့်တဲ့အတိုင်းဖြစ်မလာရင်လဲစိတ်แท้ထိတယ်ကိုသိမ့်မျောလင့်ကြည့်မထားတတ်တာတင်းလဲသိသားပဲကိုနေလင်းသည်နိုင်ငံသားတို့တွားရောက်၍ပညာဆက်တင်ပြီး PhD ဘွဲ့ယူရန်ဟွာ ဒေါက်တာဘွဲ့အရရန်အတွက်လျှောက်ခဲ့လေသည် အရင်တစ်ချိန်ကလည်းတေချာပေါက်ရှိပြီးမှအပယ်ခံခဲ့ရလေသည် ယခုလည်းအပယ်ခံရမည်ဟု သူကိုယ်သူ တွေးထင်နေမိလေသည်ဒါပေမဲ့တင်းကတော့ကိုလေးကိုစိတ်မလျှော့သေးခြင်းဘူးဒီတစ်ခါမအောင်မြင်ရင်ထပ်ပြီးကြိုးစားစေခြင်းသေးတယ်ကိုနေလင်းသည်ခတ်တဲ့တဲ့ရီမောလျက်လက်ကိုမြောက်၍ခေါင်းခါပြကာတော်ပြီတင်းတော်ပြီ ဂတိလေးပါသမုတ်တရားပြင်ကျေကြီးမှာအတင်းဖြတ်ကူးဖို့ကြိုးစားရင်ကိုလော်ရင်နှစ်တော့မှာပေါ့ကိုဟာနေကចောင်းသားကလေးအဖြစ်နဲ့ဘဝကိုစခဲ့တာပဲဒါမရလို့လဲဘာဝမ်းနေစရာရှိတယ်လဲအဲတကူတော့ရှိတယ်တင်းလို့လူအထက်လွာကမိန်းကလေးကိုလက်ထပ်ဖို့အတွက်နောက်က PhD မတက်နိုင်တာကိုတော့စိတ်မကောင်းပါဘူးကိုလေးကလည်းဒီလိုမပြောပါနဲ့တင်းကချစ်စပွဲအမျိုးအမူအရာကလေးနဲ့ပြောစဲ ဟုတ်တယ်တင်းရဲ့တင်းတို့ပတ်ဝန်းကျင်အတွက်အဲ့ဒါအရေးကြီးပါတယ်တင်းနောက်ဆုတ်ခြင်းနဲ့ဆိုရင်လေဒီအခါတွင်တင်းကကိုနေလင်းဤတင်းမာသောမျက်နှာသားကိုငေးဆိုင်ကငိုချင်ချင်းပြင်းပြစွာနှင့်နှကန်းကိုကိုက်၍မျက်ရည်များရွယ်ဝဲလာရှာသည်တင်းကိုချစ်တယ်ဆိုပြီးဘာလို့ဒါတွေပြောနေရတာလဲတင်းကတုံရင်စွာပြောလျက်မြစ်တောင်တစ်ဖြတ်ဖြတ်ခတ်နေသည် ိုနေလင်းကဂယုနာရေးအလျင်များ တွဲဖြာစည်းလျက်တင်အားမမိတ်မတုံငေးဆိုင်ခါ။အော်တင်းတင်းဟုညင်ညူမိလေသည်။တင်းဓာရီမမက်ပါဘူးကိုလေး။ကိုလေးအိုင်အေမအောင်ခင်ကလေးကတင်းချစ်ခဲ့တာပဲ။အိမ်သားတွေလည်းသိသားပဲ။ဒါပေမဲ့တင်းတို့မမကြီးကတော့တင်းမျက်နာကိုတိတ်ထောက်ထားမှမဟုတ်ဘူး။သူလှုပ်ချင်တာဆိုရင်ဘသူမှတားလို့လည်းမရဘူး။ တင်းတနာတာကတော့ဖီဖီကိုပါပဲဖီဖီစိတ်မချမ်းသာမှာကိုအစိုးရင်ဆုံးပဲကိုနေလင်းဒီဆိုဖာပေါ်တွင် ခြေပြက်လက်ပြက်မိတိုင်းကစီးကရက်ကို တွန်တွန်ဖွာရှိုက်လျက်မိကိုများကိုမှုန့်မှုန့်ထုတ်ပြစ်လိုက်လေသည်မိကိုကြားထဲတွင် သူ့အတွေးများသည်လည်းလွန်မျောနေသည်တင်းဒီပင်စင်စားရဲမင်းကြီးဥပဖိုးသမီးများအနှင့်ထွေဆုံဖြစ်လေသည် အကြီးဆုံးကဒေါက်တာ ဒေါစီဘပိုးဖြစ်လေသည်ဂျားထဲတွင်ညီအမကြီး9ယောက်ရှိသေးသည်ညီအမများနှင့်ဆရာဝန်က2ယောက်ဝတ်လုံက1ယောက်ဘောဂဗေဒကတိကက1ယောက်နိုင်ငံသားတို့တွားရောက်၍သိပ္ပံဆိုင်ရာဝတ်ယူသူက1ယောက်အားလုံးပညာတတ်ကြီးဖြစ်လေသည်ဒေါက်တာစီဘဖိုးကအသက်46နှစ်ရှိပြီဖြစ်၍အားလုံး၃နှစ်ကြီး၃နှစ်ငယ်ဖြစ်ပြီးတင်းကဒေးနှစ်ခြားသွားတာ 28နှစ်တာရှိသေးသည်နိုင်ငံတမိုင်းဌာနနီးပြဆရာမလေးမြတာဖြစ်ပြီးကိုနေလင်းလိုလူသားနှင့်ကြိုက်နှင့်တမိသည်ဖြင့်သူ့အိမ်နှင့် သူ့ဘဝန်းကျင်တွင်တိုးမဲလေးတစ်ကောင်သာသည်ဝါညက်သောအသာမျက်နာဝိုင်းဝိုင်းမျက်လုံးနှစ်နှစ်မျက်ခုံးထူထူလေးနှင့်တင်းသည်ချစ်စရာကောင်းလေသည် နွဲ့နွဲ့နောင်နောင်နှင့်ပင်တိုင်းဆံမင်းသမီးကလေးပမာ နုနယ်သောအသွင်ရှိလေသည် ကိုနေလေးနဲ့လာလာမြမထိုက်မင်းကြိုက်ဆိုးကြိုက်ဖြစ်လေသည် သို့တော်လဲတင်းက သူ့အမများနဲ့မတူ တမူချားကတနခါးကုံမှကြိုက်တက်လေရာက သူ့ကိုနဲ့သည်တတင်းတင်းနဲ့တာရှည်မွေးပြန့်နေသည်သူ့ကြောင့်ပင်အများတကာကစန္ဒယာဘာဖိုးခေါ်သည့်ဂျာမကိုနေလင်းက သူ့ကိုနူရန်တက်သည့်နှစ်ကတင်းဟု စတင်ခေါ်ဝေါ်ခဲ့လေသည်တင်းကိုယ်တိုင်ကလည်း ဒီနာမည်ကိုနှစ်နှစ်ခြိုက်ခြိုက်လက်ခံခဲ့လေသည်စီဆက်လီယာလင်ဒာမစ်ဇာဒေါ်ရတီစသော အင်္ဂလိပ်အမည်များကြားဝယ်တင်းဆိုသောပညာချက်လေသည်တိမ်မြုပ်ရရှာလေသည်ဂုံတရေလဲတိမ်ငယ်ရကသူ့အမများကတင်းအားလူရမတွန်းလာပေဒီအတွက်တော့တင်းကဝမ်းမနေပါတင်းဝမ်းနေသည်ကသူ့ခင်မွန်လောင်းကိုနေလင်းအရေးရှိရန် စ조사သည့်ကိစ္စ၌သူအမအပြူကြီးဒေါ်စီဘဖိုးကကပြစ်ကရက်လုတ်သောအချစ်ပင်တီကိုနေလင်းကခေါင်းငိုက်ဆိုင်ချ၍ပေါ်တီကိုအောက်မှအထွက်ကောင်းဆယ်ကားစိမ့်လေးသည်ဖြတ်ကနေထိုးဆိုင်လိုက်လေသည်ကားထဲမှစိမ့်ပြာရောင်သည်ဖြာ၍ထွက်လာလေသည်ကားကိုကိုတိုင်မောင်းနှင်လာသောဒေါက်တာစီစီသည်ဖြူရောင်တက်ထရင်လက်ရှိစိမ့်နုနုဇာဘဝစိမ့်ပြာရောင်တွင်အဖြူပွင့်ရိုက် ပိုးတွင့်လုံကြီးနှင့်တာနာတောက်ပနေသည် သူကြည့်ရသည်မှာဖြူဖြူဖွေးဖွေးခန့်နှဲ့နှဲ့နှင့်ပိုးဘဝလေးလိုတွယ်တွယ်လျှက်လျှက်လေးဖြစ်လေသည် သူမျက်နာတွင်အလဘတဲရှာမတွေ့တော့လဲသူအစဉ်ပြင်းနှင့်သူဟံမှာသူ့ကိုကြည်ကောင်းစေရန်ဖန်တီးပြုပြင်ထားလေသည်တစဉ်ခေတ်သုံးခေတ်ကမင်းနဲ့တော်စပင်ထက်ဝဲထဲထဲဝါဝါရှိသလိုစိတ်နာပွန့်များကလည်း ပြိုးပြက်တောက်ပနေသည်စိန်လေဆွဲကလည်းမန်ကြီးစွာဝင်းပနေသည်ခွာသေးသေးနှင့်စစ်သမီးအောင်ခုံမြင့်ဖနက်သည် ကိုဟန်ကိုပို့လို့တောင့်တင်းစီသည် သူကပင်စတင်ပြုံးလျက်အော်မောင်နေလင်းပါလားဘယ်တော့ကရောက်နေတလဲစောစောကပါပဲစန္ဒရာနဲ့တွေ့လားတွေ့ပါတယ်ကိုနေလင်းကအမဆောင်နိုင်ပဲမပြုံးမရေနဲ့ဤမြတာပဲဖြီလီဤ ူတို့ပညာတတ်ပိုင်း၌ဝန်းထဲကဘလောက်ကလော်ဆဲနေကြတော့လဲတဦးကိုတဦးတွေ့လျင်မူကဖော်ဖော်ရွေရွေနှုတ်ဆက်မြဲပေတည်းလောကဝဲဟု ဆိုရမည်ထင်ပါသည်ကိုနေလင်းကမူအပေါ်ယံရွှေမုံကျဲသော ပေါင်းတင်းဆက်ဆံရေးကိုကျွန်းရှာသလိုဖြစ်မိသည်မိနစ်တုံးက မောင်နေလင်းကဘာရီဖြီမှန်းမသိဘူးဟုတ်ကဲ့ကျွန်တော်မိကွန်းအတိတ်ပဲကောက်တာလွဲသွားပါတယ်ဒီအခန်းထဲမဝင်ခင်ကတည်းကပဲ ကျွန်တော်မျောလင့်ချက်တိတ်မထားပါဘူးဘသူရမယ်ဆိုတာကျွန်တော်သိနေသားပဲဒေါက်တာ CCE မျက်နာသည် ကိုကနေပြက်သွားလေသည်ထို့နောက်ဒေါ် CC ကလောင်တလိုခတ်တက်တဲ့ရင်မောလေသည်ဒီလိုနိုင်ငံသားလွတ်တယ်ဆိုတာပညာတော်ယုံလုံးတဲ့ရှိုံနဲ့မပြီးပါဘူးပေါင်းတင်းစစ်ဆန်မှု ပြောရေးဆိုတာအကုန်လုံးချုပ်ပြီးကြည့်ရမယ်တကယ်တော့အသင့်တော်ဆုံးကိုပဲရွေးရမှာပေါ့မမပြောတဲ့ တင့်တော်ဆုံးလူမှရှိအပ်တဲ့အရေးချင်းတွေတော့ကျွန်တော်မှရှိမထင်ပါဘူးရှိအောင်လဲကျွန်တော်မစူးစားဘူးကျိုးလဲမစူးစားခြင်းဘူးဒါဟာကျွန်တော်အဖို့နောက်ဆုံးပဲခုပြောခါထွက်ခွာခဲ့လေသည်အိုးယောက်ျားပဲဘာလို့ဒီလောက်အားလျှော့နေတာလဲဒေါ်စီစီကတတော်တော်ရယ်လျက်ကြံရစ်လေသည်ဒေါ်စီစီဤရေတန်ကြားထဲတွင်တင်းတယောက်တော့ငိုရှိုက်နေမိထင်ပါသည် ေါက်တာစောဝင်းသည် New Wish မဂ္ဂဇင်းစာအုပ်ကိုလိတ်ကန်ရင်းသူ့ဧကန်းဆောင်မှ ပြောင်းလဲနေသောအချမ်းမြင်ကိုငေးဆိုင်နေသည် ထို့နောက်တပြင်းတစ်ချက်ချလိုက်လေသည်အင်းခစ်တယ်ဆရာတို့လောကမှာအဲ့ဓာတွေတိတ်ခစ်နေတာဘောတပည့်ရပညာတက်လေ ပူဆိုးလေပဲပညာတက်တော့မာနတွေကခေါင်ခိုက်ပြီး အပြိုင်အဆိုင်တွေတိတ်များတာကိုပညာကိုတိုးအောင် ပြိုင်တာလည်းမဟုတ်ဘူး ရထားတဲ့ဒီဂရီဘွဲ့တွေကိုစစ်ကွင်ပြီး အနိုင်ကျဲရတော့တာပဲအကုံတော်လည်းမဟုတ်ပါဘူးရေဘူးရအဖြစ်ပေါ့ကွာနောက်သူ့လူကိုလူပစ်လိုက်ကြကုန်ရောဒေါက်တာဇော်ဝင်းကညင်းကြီးညူညူပြောရှာသည်ဒေါက်တာဇော်ဝင်းသည် အသက်45နှစ်ခန့်ရှိတော်လဲအသက်30ရွယ်ပမာနုပြူလိုသေးပင် အသားဖြူဖြူအရက်မနှိမ့်မမြင့်ခပ်ပိုင်ပိုက်ပေမဲ့မျက်လုံးမြင့်ပန်လာက ပြုံးပြုံးရွှေရွှေနှင့်ချိုးမြသောမျက်နှာသားရှိလေသည်သူသည်တမာတမတ်ရှိသည်ဟုကြော်ကြားကာတပည့်အပေါင်းကပင် သူအားမိခိုအားထားကြလေသည် သူအားမလိုသူများကအသက်ငယ်ငယ်နှင့်အမောက်ကဖြစ်သည်ရဲ့ဟု ဝိုင်းပုတ်ခတ်နေသည့်ကြားကပင် အပြုံးမပြည့်ရှိလေသည်သူသည်ဘာကိုမှစိတ်ဆိုးဒေါသထွက်နေသည်မဟုတ်သဘောထားလွန်ကြီးသော သူတယောက်အဖြစ်အများကအတိအမှန်ပြုကြလေသည် အာဆရာတို့ကပညာရှိတွေမှမဟုတ်ပဲပညာတတ်ပဲဒါတွေဒါတွေတတ်ရမယ်လို့တင်လွတ်တဲ့ပညာပဲတတ်တာပဲလူလူချင်းစာနာဖို့ဂတိမလိုက်စားဖို့ငါဆွဲမထားဖို့မျက်မှန်စိမတတ်ဖို့မှဆရာတို့ပညာကမတင်ပဲကိုနေလင်းက သူ့ဆရာရှိတွေရွှေရည်ပကံတက်က ပွန်လင်းသောစကားတွေကိုရင်မှဖွင့်ချလေသည်အေးမင်းပြောတာတခုတော့သဘောကျတယ်ဟဲ့ ပညာတတ်တာပညာရှိမဟုတ်ဘူးဆိုတဲ့စကားကျွန်တော်အနေခံရတာဆရာအသည့်ပဲကျွန်တော်တို့ဟိုဂရိပညာရှိကြီးဆိုကရတီပြောခဲ့တဲ့အသည့်ပညာညာကောင်းမြတ်တဲ့ပါရမီဖြစ်တယ်ဆိုတဲ့စကားဟာခုခေတ်မှာဘယ်အဓိပ္ပာယ်ရှိတော့လို့လဲဆရာ ကျွန်တော်အဲ့ဒီစကားကိုပြင်ကျင်တယ်အေးစူစမ်းပါအောင်ကွာအသည့်ပညာညာဟာကျောက်ဆရာကောင်းတယ်လို့ပြင်ကျင်နေဆရာ ဟာဟာဟာဘယ်ဆိုလို့တုံးကွပြုတော့ကျွန်တော်နောင်နာရတယ်ဆရာပုရုဇဉ်လူသားတယောက်အနေနဲ့ပေါ့ကိုတုံးကသာ PCF ဝင်ဖြစ်ရင်ခုအေးပိုင်ဖြစ်နေပြီစစ်ပစ်ဝင်ခဲ့ရင်လည်းဒုဗိုလ်မူကြီးလောက်တော့ဖြစ်နေပြီဒီလိုယာဒူးကုံတွေကိုမက်လို့ပြောတာမဟုတ်ပါဘူးဆရာ ကျွန်တော်အေးအေးနေတတ်တဲ့လူတယောက်ဆိုတာဆရာအသိပဲအေးပါဒါရင်းငါသိပါတယ်စီစီဆိုတာလဲတိတ်တော်တာမဟုတ်ပါဘူး ကျူးစားတာတခုပါပဲသူ့အလုပ်ကိုတော့သူရိုသေးတယ်ကွဒီတစ်ချက်ချီးမွမ်းစရာရှိတာပဲမင်းကြတော့စာလဲတော်တယ်နီးပြဆရာဘွားတဲကမင်းစာအတင်ပြကောင်းတာတို့လဲအသိပဲမိเจ้าသားတွေကဆိုရင်ဒုထစ်ပူတိတာပေါ့မင်းရဲ့အလားလာကိုဒုကတိလီလီမင်းကိုစီစီကနှိမ်ဖို့အကွက်ရလေလေဖြစ်တော့တာကိုကျွန်တော်တော့ဒီလောကကိုစိတ်ကုံသွားပါပြီဆရာဒီတချီလဲ ဆရာပြောလို့ကျွန်တော်ရှောက်တာကျွန်တော်ကမာနတော့ကြီးတယ်ဆရာမပိုင်တာကိုမလုပ်ချင်ဘူးမရလဲအသိအေးဆိုင်မှာမဟုတ်ဘူးမခံချင်တာတခုပါပဲပြီးတော့တင်းအတွက်လဲကျွန်တော်ကြည့်ခဲ့မိတယ်ဘသူကတင်းပါဆရာဒေါက်တာစီစီရဲ့ညီမအထွေးဆုံးဟာမင်းကအေးတယ်အခြေကိစ္စကလည်းပါသေးတာဦးကစီစီရဲ့ညီမအငယ်ဆုံးဟာဆန်ဒရာမဟုတ်လားဟုတ်ပါတယ် တင်းဆိုတာကျွန်တော်ကပေးတဲ့နာမည်ပါ။သူကတော့သူ့အမရီလိုမာနမခစ်ထံပါဘူး။တော်ပဲသဘောထားနုံညံ့ရှာပါတယ်။သူ့ကိုကျွန်တော်တနာတယ်။ကိုနေလင်းကမရှူနိုင်မကဲနိုင်ပြောလိုက်လေသည်။ဒီအခါဒေါက်တာဇော်ဝင်းသည် လူငယ်သဘောကို တွေးကာဝမ်းထဲမှကြိတ်၍ပြုံးမိရှာလေသည်။ကိုနေလင်းသည် ပြုံးဆိုထိုင်ရာမှပြန်ရန်ထလိုက်လေသည်။ထို့နောက်ပြုံး၍ ဆရာကိုတခုမေးခြင်းသေးတယ်စိတ်တော့မရှိပါနဲ့ဘာတော့ဟာဆရာလူပြိုဘဝတော့ကဒေါက်တာစီစီကို ပို့ဘူးသလားဒါမှမဟုတ်ဆရာတို့ချင်းရင်ခံဘူးသလားလို့ပါကြံကြီးဆရာကွာငါတို့ချင်းခုမှ တွေ့ဘူးတာပါဘာလို့မင်းကဒီလိုမေးရတာလဲဒေါက်တာစော်ဝင်းကခက်ရှင်ရှင်ဖြေသည်ဆရာနဲ့ကျွန်တော်အပေါ်ဒီလောက်ညှိုးနေတော့ဆရာနဲ့ဘာလို့လူလားလို့ပါမဟုတ်ပါဘူးကွာပညာဟေ့ပညာ ညာပြိုင်တာစိန်ရွှေဂုံကားပြိုင်တာတဲ့ပိုဆိုးတာမောင်ပညာပြိုင်တဲ့စိတ်ကဝရစိန်လက်နဲ့လုံးထက်တာမောင်အထက်ဆုံးမဲ့တပည့်ကြီးအော်ဟုတ်ပါပြီဆရာဒါပေမဲ့ရှင်မဟာရထတာရကတော့ငါနဲ့ငါသာနှိုင်းเสียရဟုပညာမုံယူအရွယ်ပြူကားလို့ရေးထားတော့ခုဆရာတို့ကလူငယ်လူရွယ်တွေမှမဟုတ်တော့ပဲမမာနာတွေတည့်ရအောင်ကလည်း အသက်60နားကတ်လို့တရားကြတဲ့အရွယ်တွေ ရောက်ပြီပဲဆရာ အမလေးငါတပည့်60နားနီးရင်ဒီတစ်စိုးမယ်အသက်ကြီးရင်တဲမကောင်းမြင်တော့ဘူးဘယ်နဲ့မှမသိဘူးအတတွေဖုံဖုံလာတော့တာပဲငယ်တဲ့လူတွေထက်ကြီးတဲ့လူတွေက ကိုယ်အကြောင်းကိုယ်အပြောဆုံးกว่าလူတိုင်းတော့မဟုတ်ဘူးပေါ့လေမင်းလည်းအသက်ကြီးရင်သတိထားဟေဒေါက်တာဇော်ဝင်းကကိုနေလင်းဤပခုံးကို ပုတ်ကာပြေမောနေသည် ကိုနေလင်းကမူမချိသွားဖြဲပြုံးရဲ့လျက်သူ့ဆရာအားနှုတ်ဆက်ကထုတ်ခွာခဲ့လေသည်မြရောင်ဆူဆူစိတ်ညိုညိုမိုင်းကနှုတ်ပြလန်းဆန်းသောအတွင်နှင့်တက္ကသိုလ်ဝင်းကျင်ကတာတောင့်တာယာရှိလေသည်တရုတ်စကားပင်တို့သည်ဆောင်းလဒီဇင်ဘာတွင်ပင်ຫນွေကိုကြိုလင့်ဟန်နှင့်ရုပ်ဝါများတဖြောက်ဖြောက်ကြွေလျက်ရှိလေသည်ចောင်းပိတ်သောနနက်ခင်းတွင် ူချေတိတ်လျက်ပကံလန်းတဝိုက်တွင်၎င်းအင်ယာလန်းတဝိုက်တွင်၎င်းရှစ်နာရီပန်းပွင့်ဖြူဖြူကလေးများသည်အချိန်မှန်မှန်ဖူးပွက်နေကြလေသည် ကိုနေလင်းသည်တင်းနှင့်တွဲလျက်ဒူနကိုလျှောက်ကြရင်လမ်းတွယ်လမ်းမြောင်လေးများအနှံ့အပြားရောက်ခဲ့ကြပြီသည်လူချေတိတ်ဆိတ်၍လူရိပ်မှမမြင်ရသည်နှင့် ပိုးပဝါစလို နူးညံ့သောတင်းဤလက်ကလေးကိုစုပ်ကန်ခွင့်ရခဲ့လေသည် ဒီနေ့ဒီလမ်းတွေကို နောက်ဆုံးလျှောက်တာပဲကိုနေလင်းကဝမ်းနဲ့တတစွာပြောနေ၏တကယ်ပြောနေတာလားကိုလေတကယ်ပြောနေတာပေါ့ကိုစကားကိုဘယ်တော့ငါပြစ်ခဲ့ပြစ်ခဲ့ပြောခဲ့ဘူးလို့လေနည်းနည်းမှမစင်စားတော့ဘူးလားစင်စားပြီးပြီကိုတိတ်စင်စားခဲ့တာပေါ့စင်စားပြီးပြက်ပြက်သားသားဆုံးဖြတ်ခဲ့တာပဲမနေ့ကထွက်စာတင်ခဲ့တယ်ဟင်ဝမ်းနေသလားတင် ဘာမဟုတ်တာလေးနဲ့ဝမ်းနေတဲ့ဆိုတာတိတ်ပြော့ညံ့တာပဲလူဟာစွန့်စားရရတယ်ဘဝမှာစွန့်စားတယ်ဆိုတာလဲတတ္တိပဲဟောကောင်မလေးတယောက်ငိုတော့မလို့လားမငိုရဘူးနော်ဒီတော့သူ့အာလင်ညိုးတငေါငေါထိုးနေတော့ကိုနေလင်းအာစိုက်ကြည့်ပြီးခြေလိုက်လေသည်မိဤတွေကတော့ဘယ်ကဘလို့စီးကြလာသည်မသိမြန်လိုက်တာကိုလေးရေအိုးမမြန်လို့ဘယ်ဖြစ်မလဲ ဘဝဆက်ပွဲမှာမြန်မြန်နဲ့တန်နိုင်တန်ခိုင်ခိုင်မာမာသုံးပြည့်ချက်ချမှအောင်မြင်တော့မှာပေါ့ကိုပြောဖို့ပါရောလားဒီစပုံမှာတက်နေတဲ့မီးရဲရဲကိုရေနဲ့ညှိမ့်တဲ့ရင် နောက်စပုံတစ်ခုပြောင်းရမှာပေါ့လို့မဟုတ်ရင်အငိမ့်ခံဘဝနဲ့ကိုတက်တလုံးနလန်မထူပဲနေမှာပေါ့နောက်စပုံတစ်ခုမှာမိမမရေသေးပဲကိုလေးရဲ့အိုးကိုအစွမ်းစတွေကိုတင်းကုန်သိသေးပါဘူးတင်းရဲ့ဒီမဲ့ကြည်စမ်းတဲ့ကိုနေလင်းက သူ့လွယ်အိတ်ထဲမှစကူနဲ့ပတ်ထားသောအရာတစ်ခုကိုဖြီးကာတင်းကိုပြလိုက်လေသည်။တင်းကမျက်မှောင်လေးကျုပ်ကထိုအရာကိုငီးဆိုက်ရင်တအံ့တော်ဖြစ်လျက်"ဟင်းတင်းပုံတူပါလား။နေလင်းလို့ဆိုင်းနှိုးထားပါလား။ကိုလေးဆွဲတာပေါ့။ကိုလေးတကယ်ဆွဲတာလား။ကြည်စမ်းတင်းမသိဘူး။ဘယ်တော့ကဆွဲလိုက်တာလဲ။အင်းလျာကန်ဆောင်တွင်တစောင်းလေးထိုင်နေသောတင်းဤပကြီကားချက်သည် ရောင်စုံဓာတ်ပုံကားချက်ပမာအစ်စ်ဝင်လာပြီသည်တင်းကသူ့ပုံကိုအမျက်တနိုးကင်ကာကြည့်ရင်အမောတကောမေးလိုက်လေသည်အရင်လားကပဲတင်းရုပ်ပုံကိုမျက်စိတည်းထင်လာအောင်တခါတည်းစိတ်ဓာတ်ပုံရိုက်ထားရတယ်တင်းပေးတဲ့ဓာတ်ပုံကလည်းရှိတယ်မဟုတ်လားအစကတော့ပကြီးကိုအပြင်းပြေသဘောဆွဲခဲ့တာပါပဲပကြီးစရာလုံးတော့မယ်ပေါ့လေစိတ်ကူးတာပဲလွန်ခဲ့တဲ့6လလောက်တုန်းကတော့ ပြင်သစ်တန်ယုံအရာရှိရဲ့ဇနီးပုံဆွဲတာကိုငွေ2000ရသေးတယ်။ဟင်းမစိုးပါလား။မစိုးတာမဟုတ်ဘူးခမလေးရဲ့ပြင်မြောက်ရင်အင်မတန်ဝင်ဝေကောင်းတာ။ပကြီဥကိုလေးဥတောင်းဟန်နဲ့ဥစိန်တို့လိုဖြစ်အောင်ကြိုးစားရမှာပေါ့။အကြံကလည်းအတော်ကြီးတာပဲ။နို့ဒါဖြင့်ဒီလောကမှာရောမိခဲရဲရဲကိုငြင်းကျင်တဲ့လူမရှိဘူးလား။တင်းကကိုနေလင်းစကားနဲ့ပြန်မေးလိုက်ရာ ကိုနေလင်းကသဘောကျနှစ်ချိုက်စွာရီမောနေသည်အာရှိတာပေါ့ဗျာလောကသမဏပဲရုပ်ရှင်လောက စာပေလောကအနုပညာလောကမှာလည်းဒီသဘောတရားတွေရှိတာပေါ့ဒါပေမဲ့ဒီမှာကလွတ်လပ်တယ်အချုံအောင်မရှိဘူးကိုစူးစမ်းရင်စူးစမ်းလို့ရတယ်ပါရမီရှိရင်ရှိသလိုတတ်တယ်နုံနဲ့ပုတ်အောင်တော့ဗရမ ्या ရောင်လိုပဲပြောင်းတယ်ပြီးတော့လေပြီးတော့ ဗမာပြည်လိုချင်းချင်းလေးမှာယာတူးဂုံတူးတွေရှိတဲ့လူတွေမနှဲဘူးထွက်လာတယ်။ဒါပေမဲ့ကတော်ဥပချမ်းလိုလူမျိုးက သူတယောက်ပဲရှိတယ်။ဥကိုလေးလည်းတယောက်တည်း၊ဥတောင်းတန်လည်းတယောက်တည်း၊ဥစိန်လည်းတယောက်တည်းကိုနေလင်းလည်းတယောက်တည်း။တင်းကဂျားပြတ်ဝင်ထောက်ရင်းရည်နေသည်။ဒါပေမဲ့ဒေါက်တာနေလင်းအစားဗကြီးစရာနေလင်းဆိုရင်တင်းဖို့တင်ငယ်နေမလားမသိ။အိုးဒီအတွက် တင်းတတ္တိရှိပါတယ်ကိုလေးရဲ့နောက်ပြီးတော့လေလီယိုနာໂດဒါဗင်ဂျီကိုမိုက်ကယ်အင်ဂျလိုရို ပကြီးစရာတွေဟာကမ္ဘာတိုင်းမှာနာမည်ကျန်ရစ်တာပဲဒီအလုပ်ဟာအများကြီးတန်ဖိုးရှိပါတယ်လူသားတည်သွားမယ်နာမည်ဘယ်တော့မှမတည်တဲ့အလုပ်ပဲကိုလေးရဲ့တင်းနားလဲပါတယ်ကြီးစုတင်ပါတယ်တင်းကိုနေလင်းကတင်းဤလက်ကလေးကို တင်းကြက်စွာစုပ်ကင်လိုက်လေသည် မြောက်လေသည်တစိမ့်စိမ့်တိုက်ခတ်လိုက်လေသည်ငှက်ငယ်လေးများသည်ဘရောက်ကိုင်းထက်၌တကြီးကြီးအော်မီခဲ့ကျွေးနေကြသည်မိုးပြပြနောက်ခံလျက်ဘရောက်ကိုင်းသည်ညွတ်လျက်စိမ့်စိမ့်လတ်လတ်မြောက်ရွံ့များက လေတွင်လှုပ်ရင်းနေသည်တင်းသည်အပေါ်ရန်ရွှေမုံကျဲသောဘဝကို နောက်ခိုင်းနိုင်ရန်ကြိုးစားရင်းတဘာဝအလတရားကိုစိစိဆက်ဆက်မြင်မိလေသည်ထို့နောက် ဆရှိရာစုတွင်ဝင်းဖွားခဲ့သောကဘာကျော်အင်္ဂလိပ်ကဗျာဆရာဂျွန်ကီဤအလသည်တက်စာဆိုသော သဘောတရားကို နှင့်လိုခြင်းဖြစ်မိလေသည် အလဆိုသောအရာသည်တသက်ပံလို့ပျော်ရွှင်ချမ်းမြေ့ဝရာဖြစ်ပါသည်ဟုသောအဆိုကိုထောက်ခံရတော်မူထင်ပါသည်ယခုမှပင် လောကဤစစ်မှန်သောအလကို မြင်မိသည် ခင်ဆွေဦး